はい、皆さんこんにちは。ハルキです。ディビオテーマ第2集の1日目ね、ぼの。え、ナパンミャオへプロモーションネイルを投じよう。え、目にのはぼの、えり YouTube へポセアオま第1集へ何のかめ、金ね苗ね、えり Google ファンレ差びたな、あら、ピー PY だ。あげろもピーやてよ、それ投ピーの。ခနေမြောင်းနေကဗီဒီယိုမရှိပါဘူးနော်ဖာမီဝဲဖြစ်လို့တက်စတိုတွေလုတ်ပေးထားပါတယ် ဟိုင်းနော်ဒါဆိုတော့အခုနပတ်မြောက်ရောက်သွားပြီနော်ဒါဆိုတကဒိုင်း issue ကလောက်ပြီးပါပြီဒါဆိုအခုကဒိုင်း issue နပတ်မြောက်ရောက်လာပါပြီဟိုင်းဒါဆို ichi ကိုတော့ကြာနော် ichi နပတ်တဲ့အဲ့ဒိုင်း issue ရဲ့ ichi ichi မှာပထမဆုံးပေါ့နော် तू က100ကိုနေကျလို့ခုပဲမဟုတ်အတော့နိုင်နေနိနိဖွန်ဒက်စ် အတော့လေဘနမီနဲ့လဲเนาะဒီခန်းကြီးလေးကဘနမီနဲ့လဲဒါဆို need for death နမီနဲ့ဖြစ်ပါတယ်ဒါဆိုတော့ for ဆိုရဲ minute ကိုနာနေနဲ့ပေါင်းမယ်ဆိုရင်သူ့ကိုဘလို့အသက်ထွက်ရလို့အီချီက number အနာနီကာ number number နာနီ for ဒါဆိုတော့စန်တာကူရှင်းの中でどうしですかこの予想のセンターကူရှင်းの中で အဖြစ်မှန်ကနံပါတ်3ဖြစ်ပါတယ်ဟာနော်နတ်နေနဲ့ပေါင်းမယ်ဆိုရင်သူကဘာလဲဆိုတော့ပုံဖြစ်သွားတာနော်နမ်ပုံနော်အတော့နမ်ပုံအနောက်ထပ်ဘယ်နှမီနဲ့လောက်ရှိမလဲဒါဆိုနံပါတ်နမီနဲ့ဆိုရင်သူက ni4 နော်ဒီအားလေးကိုတတိထားမယ်နော် ni4 ပုံမဟုတ်ဘူးနော် ni4 အပေါ်မှာနတ်နေနဲ့ပေါင်းမယ်ဆိုရင်နမ်ပုံဟိုက်ဒါဆိုရင်ဒီအားလေးရလာပြီဒီမှာဒါဆိုနံပါတ်နောက်တစ်ခုတော့ကြာတနကဆန်အိုဟီရိုကိုဟန်တာဘဲနီအီကနိုင် ာဒီမှာဆိုရင်နိအီကာနိုင်ဆိုတဲ့ grammar လေးပေါ့နော်တနကဆန်နိလေစာကိုစာဖို့သွားကြမလားတနည်းအားဖြင့်ပေါ့နော်တာဘဲနိအီခီမာဆန်ကနာ a5 grammar လေးပေါ့နော် ma san ka ဆိုရဲ grammar လေးကိုသူကတာဘဲနိအီကာနိုင်နိုင်ဖောင်နဲ့ပြောထားတာနော်ကျော်ဝါဒီနိကလည်းနိုင်နန်နီကိုမိုတေခီတာနော်မိုတေခီတာယူလာခဲ့တယ်အဲ့တော့ဘာလို့ယူလာခဲ့လို့သူကနှကသမဲဆောက်မသွားဘူးလေ နော်ဘာယူလာခဲ့လို့လဲဆိုတော့အိုဘန်တိုဘန်ဂိုဟန်အန်ချီအိုမီယာကေကဲအဖြေကဘာဖြစ်မလဲအဖြေကအိုဘန်တိုပေါ့နော်သူသမင်ဘူးယူလာလို့ပေါ့နော်ဒီနေ့ရုံးမှာသူသမင်ဘူးယူလာတဲ့အကြောင်းနည်းလည်းတော့မဆောက်ဘူးပေါ့နော်အိုဘန်တိုကိုမိုတိတ်တာနော်ဘန်ဂိုဟန်ဆိုရင်ညစာယူอืมအဲ့လိုမျိုးမတော်ဘူးနော်လန်ချီဆိုတာအကောင်နည်းလည်းဆိုတာမီနျူကိုပြောရအောင်နော်လန့်ဘီယောနာကအိုမီယာကေဆိုတာက အိမ်ပြန်လက်ဆောင်ပြောရအောင်နော်ဒါကြောင့်မို့အဖြစ်မှန်ကနံပါတ်1ချီ open 3ဆိုရဲခမင်းဘူးじゃあ次なく grammar လေးပေါ့နော် watashi wa nihongo ga sukoshi hanasemasen ကျွန်တော်ကလည်းဂျပန်စကားဂျပန်ဘာသာပေါ့နော်ဂျပန်စကားကို sukoshi နည်းနည်းလေး hanasemasen မပြောနိုင်ဘူးเนาะမြန်မာလိုဘာသာတိုင်းဘာသာပြန်လို့ရအောင်เนาะအဲ့ဒီဂျပန်စကားကောင်းတာတစ်ခုကမြန်မာရဲ့ဘုံပိုးမြန်မာတံတားနဲ့လောကဆင်တူတယ်ပေါ့နော် ဒါကြောင့်မလို့အင်္ဂလိပ်လိုမျိုးပေါ့နော် subject object အဲ့လိုမျိုးမဟုတ်ပါနဲ့မြန်မာတတာလိုမျိုးပေါ့နော်အဲ့ဂျပန်စာတတာလည်းတူတူပဲဒါရိုက်ဘာသာပြန်လို့လည်းရရနော်နောက်ဆိုရင်ဂျပန်စာကိုဂျပန်စကားကိုနည်းနည်းမှလွဲလို့မပြောနိုင်ဘူးဒါဆိုတော့ရှီကာဂူရိုင်းဘာကာရီတာကဲ info grammar လေးပေါ့နော်စကိုရှိရှီကာဟာနာဆယ်မာဆယ် နည်းနည်းမလွယ်လို့မပြောနိုင်ဘူးပြောချင်တာကနည်းနည်းလေးပဲပြောတတ်တယ်ဒါကြောင့်မလို့အဖြစ်မှအစ်ချီပေါ့နော်ကဲဒါဆိုအဖြစ်လေးကိုသွားကြည့်ရောကြည့်အောင်နာနီဆိုရယ်ခန်းကြီးလေးကိုမှတ်ကြအောင်နော်နာနီနာနီအီလို့ဆိုတာဘာយ៉ាងလဲနော်နာနီအီလို့ကစကီအာဘာយ៉ាងကြိုက်လဲအဲပေါ့နော်နန်ဂျီနတ်ပေါ့အာဘနနာရီဘနနာမီနဲ့လဲတတိထားမယ်နန်ပေါ့ပြောနီဂျီခန်ဆိုတာနန်နာရီအကြာ 那苦水不是呃不大是，那药水不大力，那盐的水不是嘎，那食盐的水还是嘎，啊但那食水还大气，喏，这说底下里有高楼的地塔嘛呢。နောက်တစ်ခုကခုနပြောတဲ့ Ubuntu ဆိုရယ်ထမင်းဘူးပြီးရောပါလဲဆိုတာ GoHead เนาะထမင်း GoHead ဆိုထမင်းဆိုတာတနည်းအားဖြင့်ငါကဟိုခုမဲဆိုရယ်ဆန်ကိုလည်းပြောလို့ရသလို Shokuji ဆိုရယ် နေလဲစားလို့ပေါ့เนาะညစားလို့အဲ့လိုမျိုးလဲတောက်လို့ရတယ်เนาะဂေါဟန်ကိုတာဘက်မှာတန်ညာဖြစ်ထမင်းစားတယ်ဒါကိုအိုမီယာကဲဆိုတာကအိမ်ကလဲစားနော်နန်နန်ရှိကနိုင်ပေါ့နော်နောက်ရှိကနိုင်ကွက်လက်ကလွဲပြီးမရှိဘူးပြောချင်တာကွက်လက်ပဲရှိတယ်ဆိုတဲ့အိပဲပေါ့နော်အိုတိုခုနောဟီတိုရှိကခုနာခတာယောက်ျားလေးကလွဲပြီးတော့အေးယောက်ျားကအေးယောက်ျားကြီးတယောက်ကလွဲပြီးတော့ခုနာခတာမလာခဲ့ပါဘူးပြောချင်တာ ဒီနေ့ပါတီကိုပေါ့နော်အဲ့ဒီအိုတိုကိုနိုဟီတိုရှိကာခိုနာခတာအဲ့ဒီယောက်ျားကြီးတယောက်ကလွယ်ပြောမလာခဲ့ဘူးပြောချင်တဲ့အတိတ်ပဲကအဲ့ဒီယောက်ျားကြီးတယောက်ပဲပါတီကိုလာခဲ့တာနော်ဒီ grammar လေးကိုတတိထားပါမယ်ဟဲ့နော်ရှိကာနိုင်ဆိုရအနောက်မှာနိုင်ပဲလိုက်တယ်နော်ဒီနေ့ကနည်းနည်းနော်နာဖင်းနေဒီနေ့ကအဲမိုးရွာနေဒီနေ့ဟွန်းမနေ့ကနေသားတယ်ဒီနေ့ကမိုးရွာတယ်နော်ကြားတဲ့လူလဲယူတော့ နောက်နောင်းတာခဲပါနော်ပိုတိုခွန်တော်ဟီတိုတာခဲခိတာအာဒီအရဲတူတူပဲပါနော်ယောက်ျားလေးပဲလာခဲ့တယ်ဂူရိုက်ဂူရိုက်နောင်းဂူရိုက်男の人が10年くらい来ました。やじゃりがあれ。せやろうなけばれ。だそうろ、ディナウグライマ、ナウマ、あちいれぴょろやれ。スーリョそれあいえとくろれぴょろや。な、ディニアマ、せやろうそうろ、じかんぴんま、スーリョぴょろま。スーリョとだな、あいえと。 အချိန်ဆိုရင်ပေါ့နော်အာမနေ့ကစာကိုယောဂျီကန်ကိုလိုက်ဖိုင်ကျော်ရှိましたဒါက၄နိုင်လောက်၄နိုင်ကြာတော့လေ့လာခဲ့ပါတယ်เนาะဒါဆိုတော့၄နိုင်ဝေါ်ချင်ပေါ့နော်ယောဂျီကန်ကိုလိုက်အချိန်မှလည်းတုံးလို့ရတယ်ကြာဆိုရင်နောက်တစ်ခုပါကြာဆိုတော့ဂျီရိုဒူဝါဒက်စ်အဲ့ဒီဟာကလည်းဂျီဒိုသူကသူကဆိုတာကတကဂျီဒိုဆိုတာအလိုလျောက်ပေါ့နော်အလိုလျောက်တကားဖြစ်ပါတယ်လေပြောချင်တာအလိုလျောက်ဖွဲ့တယ်အလိုလျောက်ပိတ်တယ်တကားလေးပေါ့နော် ောက်ဆုံးဂျီဒိုးဆိုတဲ့ခန်းကြီးကိုရွေးကြအောင်နော်ဒါဒိုးဆိုတဲ့ခန်းကြီးနဲ့ပတ်သက်ပြီးတော့အရှိန်ဗီဒီယိုမှာပြောပြဖို့ရတယ်ဟာတာလာခူးဆိုတဲ့အလုပ်လုပ်တီနဲ့ဥဂေါခူးဆိုတဲ့လှုပ်ရှားတီမှတ်မိလားနော်ဒီနှစ်ခုပေါ့နော်ဘယ်ဟာဟာတာလာခူးလဲဘယ်ဟာဥဂေါခူးလဲမှတ်မိလားဂျီရိုဖြစ်တဲ့ကြောင့်ရှေ့ကဂျီကဂျီဘွန်ဆိုရယ်မိမိကိုယ်တိုင်ပေါ့နော်ဒါဆိုကိုကိုကိုဆိုရယ်အိပဲတဲ့ကြောင့်နံပါတ်3နဲ့4နဲ့တဲဆိုရယ်လက်ပါတဲ့ဟာကိုဖြုတ်လိုက်မယ်ဒါဆိုတော့ each and any နဲ့မှာ အလုံးလုံးတော့ကဘယ်သူတွေကအလုံးလုံးတာလူတွေကအလုံးလုံးတဲ့ကြောင်အရှိမဟစ်တူပါတဲ့ဟာကဟာတာလာခုဆိုရယ်ခန်းကြီးပေါ့နော်ဒါကြောင့်မို့နင့်ကိုပယ်လိုက်မယ်နောက်ဆုံးဥဂေါကုဆိုရယ်ခန်းကြီးကလှူရှားတီဆိုတာကအလိုလျောက်လှုပ်တယ်ဆိုတာကဂျီတို့တပတ်အချီပေါ့နော်ဟိုက်တိုင်းကျိုးဒက်စကောနောက်တစ်ခုကိုကြည့်အောင်နော်ခိုအန်သောဘန်ချီနီဘန်ချီဆိုတာကခုံတန်းရှည်ကိုပြောတာနော်ဘန်ချီရီမှာရှိတဲ့ခုံတန်းရှည်ဘန်ချီမှာရှိတဲ့ခုံတန်းရှည်မှာလည်းနိုင်နိုင်ကြီး ဟစ်တိုရီဆိုဝတ်တေးမတ်ကိုလက်ကတယောက်ထိုင်နေပါတယ်ဆိုဝတ်တေးမတ်အဆိုတော့ဘဒူကလည်းထိုင်နေတယ်ဆိုတော့တိုရှိဟိုတိုလူဟစ်တိုဖူလူဟစ်တိုအိုတိုရှိယော်ဒီဖူလူအိုဂျီဆာအိုင်မနဆာอืมတက်ကြီးရဲ့ဟိုပြောချင်အောင်နော်ဒါကြောင့်မလို့ဖူလူဟစ်တိုရေးပြလိုက်မြန်ဟောင်းရန်တဲ့လူဆိုပြီးတော့မပြောပါဘူးဖူလူအိုဂျီဆာနှစ်ခုပြင်မယ်ဒါဆိုတော့ တိုရှိယိုတိုလူဆိုတာကအသက်အရွယ်ရသည်ဆိုတဲ့ပဲ။ပိုတိုရှိယိုလေးဆိုတာတက်ကြီးရွယ်ဦး။ဒါဆိုတော့ဘယ်ဟာနောင်းနေတဲ့တုံးချင်းလား။ဒါကြောင့်မလို့အဖြစ်မှာနံပါတ်3ပိုတိုရှိယိုလေးတက်ကြီးရွယ်ဦးပေါ့နော်။အေးပတ်ချန်ထဲမှာခုံတဲ့အရှိမှာအေးတက်ကြီးရွယ်ဦးတရားထိုင်နေပါတယ်။ပိုတိုရှိယိုလေး။ဟိုက်ဒါကြောင့်နော်။また遊び来てください。ဒါဆိုတော့遊び来なပါတော့အရှိမှာ နိခိတေခူဒါဆိုင်အဖြစ်မှန်ကနံပါတ်2နော်နောက်ထပ်လာလေပါအာဆိုဘီနိခိတေခူဒါဆိုင်ဂျာခိုတာရဲ့ကြည်အောင်နော်နည်းနည်းလေးသိနေမလားဟုတ်ဟိုက်ဒါကြဂျီဘွန်ဂျီယူဆိုတာကလောလတ်တော့အဲ့ရလာခုနော်လိုက်ထည့်သွားလို့ပဲနော်တော့ပြန်ပြောလိုက်မယ်နော်ဂျီဘွန်ဆိုတာက မိမိကိုကို GU ဆိုတာကလောလတ်တော့အာမဥဂကုဆိုတာတလုံးထဲဆိုရင်ဥဂကုလှူရှားသည်ပေါ့နော်ဒီအမှာရွေလျားသည်လှူရှားသည်အဲအာမမိုနိုနဲ့ပါလိုက်မယ်ဆိုရင်ဒိုဘုစတလိဆက်ပြောအွန်ဒိုအွန်ဒိုဆိုတာကလစ်ချခံတဲနဲ့ပါလိုက်မယ်ဆိုရင်ရှုဒိုအင်းရှုဒိုဆိုတာဘယ်လိုပြောမလဲမြန်မာလိုအဲစတော့ပါတယ်နဲ့

ဒီမှာပဲရေးလိုက်တော့မှာเนาะဒီလိုမျိုးမှာမထောင်းပါဘူး and that's like go ရှုတော့အော်ဝကတာအာဘယ်လိုနေရာမှာတုံးပြလဲဆိုတာလေကွန်ပျူတာကီးဘုတ်တွေဘာတွေမှာဆိုရင်အဲ့ဒီရှုတော့ဘယ်လိုမှာအဲ့ဒီကီးဘုတ်ပေါ့နော်အဲ့ဒီလက်နဲ့ဆိုင်တဲ့လက်နဲ့နဲ့ရတဲ့ကီးဘုတ်အဲအဲ့လိုမျိုးနေရာမှာတော့တာပေါ့နော်ရှုတော့ ိုက်ဒီကလေးကိုလက်နဲ့ဖိုက်တော့လို့ပဲမှတ်ထားလိုက်ပါတော့ရှုတော့ဟိုကလုန်းနဲ့နေတာမဟုတ်ဘဲနဲ့ဘယ်လိုမှကိုကိုကိုတိုင်းပေါ့နော်လက်နဲ့တိုက်ပင်လို့ရတဲ့ကီးဘုတ်လိုမျိုးအဲ့လိုမျိုးပြောချင်တာနော်ကဲဆိုရင်နောက်တစ်ခုသွားကြအိုတိုရှိယိုလီဆိုခုနပြောတဲ့နောက်ကတကြီးပဲကိုပြောချင်တာတိုရှိယိုတိုလိုဆိုကအသက်ရွယ်ရတီဆိုတဲ့ပဲနော်တိုရှိယိုတိုလိုချီချီဝါတိုရှိယိုတိုတေမတ်အဖေကအသက်ရွယ်ရပြီးတနည်းအားဖြင့်အဖေကအိုပြီပေါ့နော်အာချီချီဝါဖိုရီဒက်ဆိုပြောမပြောနော် အာချီဝါတိုရှိဝတ်တိုတေးမတ်အဖေကအိုအုံနေပြီအဲနော်အဲ့လိုမျိုးအသက်ရွယ်ရလာပြီဒါကြောင့်မို့ကျွန်တော်တို့ဘယ်လိုပြောမလဲရှာကြွေးမရတော့မယ်အဲအဲ့လိုပုံစံလေးပေါ့နော်နောက်တစ်ခုကနီအီခူခူဒူခိုင်လောက်ဖို့သွားတယ်လာတယ်အိပ်ပြန်တယ်ပေါ့နော်ဟိုတာမဂိုကိုခိုင်နေတာကျဲဦးကိုဝယ်ရန်သွားတယ်တနည်းအားဖြင့်ကိုယ့်ရဲ့မုကုတေခီပေါ့နော်ဒီရွယ်ချက်ကိုပြောရဲဟာမှာနီကိုသွားနော်ဝါဆူလေမွန်ကိုတိုဒီနီခိုင်တာ မိကျပစ္စည်းကိုယူဖို့အိပ်ပြတော့ခဲ့တယ်။ Nihongo wo Bankyo Shinikita ဂျပန်စာကိုလေးလာရန်လာခဲ့ပါတယ်။နော်ဂျပန်ဘာဖြစ်လို့လာခဲ့ရလဲ Nihongo wo Bankyo Shinikita ဂျပန်စကားလေးလာဖို့လာခဲ့တာ။ဒီနေရာမှာ Now ni လဲတော်လို့ရအောင်နော် Bankyo Shinikita မဟုတ်ဘဲ Bankyo Nikita အဲ့လိုမျိုးလဲတော်လို့ရအောင်နော်။ကဲဒါဆိုရင်နောက်ခုတော့ကြာ။နိုင်နာနီ 銀行へ行きます。はい、ライアンねね、手に入れてね、ライ。な。だ、そのラダイスはてじゃあ、マイスキー、マイガス、メゲソ、メスキー、どっちですか?メアロマホーの。だ、そのマイスキーね、マイガスがどっちですか?အရှင်းမလေးပြောပြပူရနော်တစ်လပိုင်းနဲ့လပိုင်းသုံးလပိုင်းလေးလပိုင်းဆိုရင်ဂါဆွန်နဲ့ရေးသွင်းတယ်အဲ့ဒီဟာတွဲပြီးတော့ချက်တဲ့ဟာတွေကောက်လို့ကဂဲဆွန်နဲ့ရေးသွင်းမယ် ဟုတ်တယ်နော်ဒါကြောင့်မလို့ဒီမှာ guest လို့မဟုတ်ပေမဲ့ skill ပေါ့နော်ဒါကြောင့်မလို့ number 1ကိုပဲ number 8အဖြစ်မှာသူ့မှာနှမျိုးပြောလို့ရတယ် my guest လည်းပြောလို့ရတယ်သူ့လို my skill လည်းပြောလို့ရတယ်လာတိုင်းအဖြစ်မှာ number 8僕の趣味は山に何々に行くことです。ちょのえわたながれ、たおてちぇぴぱれ。だそろ、歩く、登る、降りる、渡る。歩きます、乱射ぎそえ、歩く。登ります、たおてぴそえ、登る。 ။ Olima senti ye odi de. Watalimas ဖြတ်ကူးသည်ဆိုရဲ wata de. ဒါဆိုတော့အဖြစ်မှန်ကတောက်တဲ့ချဲဆိုရဲဒီကြား particle ni ကိုတိုးတဲ့ဒီကြား Yamani Noboru Kotodes အဖြစ်မှန်ကနံပါတ်ညဖြစ်ပါတယ်။ကြရဆွေးနောက်တစ်ခု134လေအော်ဒုစတာအိုနာကာကာအီတိုင်းနိုင်နိုင်နေသက်အော်ဒီမှာဆွေးအဖြစ်နှစ်ခုပေါ့နော်အိမ်နဲ့ဘီနဲ့အသွဲလိုက်ရွေးပေးရမှာပေါ့နော်အော်ဒုစတာနော် ဟုတ်တယ်မလားဒိုရှတာနော်အဘာဖြစ်တာလဲဒိုရှတာနော်ဒါကြောင့်တော့တုံးတဲ့လေးနဲ့ကိုပယ်လိုက်ဘာလဲဆိုတော့ဒိုရှတာကာဆိုပြီးတော့မပြောဘူးဒိုရှတာနော်အဘာဖြစ်လို့လဲဥနာခါကအီတိုင်းဒက်စ်အီတိုင်းဒက်စ်အပြင်မှာကနံပါတ်2 infogrammer ရဲ့ဆဆချေအခန်းမှာတေးရ on death ဆိုတဲ့ကြောင်းရကိစ္စလေးကိုပြန်ပြောတဲ့အခါမှာတော့ရတာပေါ့နော်ရှင်းပြတဲ့အခါမှာတော့ပဲဟာဘိုင်းနာလို့ပါအီတိုင်းဒက်စ် e on နဲ့ဟိုဘောနော်ပေါင်းပြီးတော့နော် on death ဆိုတဲ့ grammar လေးကဲဒါဆိုဒီမှာ my alpha မနေ့တိုင်း my nichi နေ့တိုင်း my shoe ပတ်တိုင်း my suki my guess နှစ်မျိုးလို့ပြောလို့ရတယ် my to shi my nan နေ့တိုင်းဒီမှာလည်းနှစ်မျိုးလို့ပြောလို့ရနှစ်မျိုးလို့မှတ်မယ် gain cause ရဲ့ ban နောက်ကယာမနီနိုဘိုရူတောက်တဲ့တီ ခိုင်တန်းဝင်လို့ဘို့လို့လေကားတက်တည်ပေါ့နော်ဒီမှာပါတီကယ်ကနိနဲ့ဝနဲ့မတူဘူးပြီးတော့ခန်းကြီးလည်းမတူဘူးနော်နိုဘိုလို့ဆိုရဲဟာမှတ်ပါမယ်အိုလီလို့ဆိုတာကစင်းတီတနည်းအားဖြင့်တက်တည်ဆိုရဲနိုဘိုလို့ခုနကခိုင်တန်းကိုအိုလီလို့ခိုင်တန်းဝင်နိုဘိုလို့ဟာရှီဝါတာလို့ဆိုတာကတရားကိုဖြတ်ကူးတည်ဆိုတဲ့ပဲနော်ဝါတာလို့ဆိုတာဖြတ်ကူးတည်နော်လူကူမြင်းစားဖြတ်ကူတာလို့တံတားဖြတ်ကူတာတော့နော်အဲမှာဝါတာလို့နဲ့တော့တယ်ဂျာစကီ on the set grammar လေးပေါ့နော် dos te hikoshi no ah uh, hikosu no အဘာဖြစ်လို့အိပ်ပြောင်းတာလဲခုခုကအိခိခါရတိုးခုတဲ့ဖူဘန်နန်ဒက်စ်ဒီနေရာကဘူတာကနေဝေးပြီးတော့အဆင်မပြေလို့ပါနော်ဒီမှာဆိုရင်ဆက်စမဲကိုအားတော့ဆိုရှင်းပြတဲ့အခါမှာ on death နဲ့အလေးပေးပြီးတော့ပြောလို့ရှိရပါတော့နော် ဒီနေရာမှာ it time this နေရာမှာဒါ it time no this အဲ့လိုလဲအဆင်ပြေပါတယ် on နေရာမှာ no ထည့်ပြီးတော့တုတ်တယ်ပေါ့နော်ဒါ entry လောက်မှာတင်ရလိုက်မယ်ပေါ့နော် hi yasagi နောက်တစ်ခု100万円あったら何に使いますか100万円あったら何に使いますか yeah တောင်းပေါင်းတရာပေါက်ပြီဆိုရယ်နော်ထိပေါက်တယ်ဆိုရယ်ပြန်နော်အတာတုဆိုရယ် 嗯啊啊တာလို့じゃない。あったらしいでそうね。のあありますよしてもの。あやတောင်းてやしてでそうね。なにに使いますか?バーゴ通まれれ。のべべろにやま通通まれれ。あ使いますか?それ感じもの。使いますよ感じが1に3よ。အပြေမှန်ကနံပါတ်1ကြီးပေါ့နော်တခါလေးပြောလိုက်ပါမယ်နံပါတ်2ကစခုလို့ဆိုရပြုလုပ်သည်ဆိုရခန်းကြီးနံပါတ်3ကလီယောဆိုလို့မှာပါတဲ့ယောပေါ့နော်အတုံးပြုသည်ဆိုရခန်းကြီး နံပါတ်၄ကဘန်လီနာဆိုရဲလီပေါ့နော်အဆင်ပြေတယ်ဆိုရဲခန်းကြီးပေါ့နော်ဒီအနောက်မှာလည်းပေါ့လိုက်မယ်နော်အနောက်အခုနည်းနည်းမက်ဖို့မြန်နေရဆိုရင်နောက်မှာပြန်ပြီးရှင်းပြပေးပါမယ်နိုင်နိုင်ကိုအိုရှဲတက်ခုတာဆိုင်ကွက်လက်ကိုပြောပြပေးပါတဲပြပေးပါမဲလို့ရှင်မအီးမေးပို့ပေးမှုအီးမေးပို့ပါမယ်ဒါဆိုတော့အီးမေးပို့တဲ့အတွက်ကြောင့်ဘာကိုပြောပြရမလဲနာမရဲ့နာမည်အတိုလဲစု email address ဒါမှဘက်ကဖုန်းနံပါတ်ဂျူးရှော့လိပ်ဆော့ 因为宝马片子的叫，那边你往那阿多来是，过夜 email address 往那，我多多啊，テレビ那那に見ていて全然勉強しません。你テ个嘞，TV 进来比罗全然老话勉强しません。三米老，哦，TV 过来のテ三米老，说了 TV，古来莫巴卡里西卡。 တီးပြီးကြီးပဲကြည့်နေပြီးတော့ lower thumbnail လောက်ဒါဆိုတော့ grammar လေးက infographic ဘာခါလေးတယ်လီဘီဘာခါလေးမိတေးတဲဇန်ဇန်မန်ကျော်ရှိမှာတယ်ဟုတ်တယ်နော်မင်းအဆင်လဲလို့ပြောဆာဆာလို့ရမလားဟုတ်တယ်နော်တီးပြီးမှမကြည့်ပါနဲ့ကဲတော့ခုဂျူးမန်ဆိုတာက10000ဟက်ကူမန်ဆိုတာက1000 N ဆိုတဲ့ခန်းကြီးလေးကအဓိပ္ပာယ်တစ်မျိုးရှိတယ်။လုံဝသောဆိုတဲ့အဓိပ္ပာယ်ရယ်ပြီးတော့ဂျပန် Yen ဆိုတဲ့အဓိပ္ပာယ်ရယ်။ Tai Shiken ဆိုတာကခုနအာဘယ်လိုပြောမလဲ။တန်ယုံကိုပြောချင်တာနော်။အဲဂျပန်တန်ယုံလို့တရုတ်တန်ယုံလို့။နောက်ဆိုကောက်ဆိုတာအတုပြုတီဆိုကောက်အမေလို့အတူလဲဆိုမှာနော်ခုနပြောတဲ့ email address ပေါ့နော် mail လို့ဆိုတာ email ပေါ့နော်ငါဒီအားမှာရေးထားတာကတူလား မှာ hagaki လို့တဲကားမိလို့ပေါ့နော်အဲ့ဒီ sorry bye ပို့မယ်ဆိုရင် email email နဲ့တုံးလို့မရအောင်နော်ဥပမာဆိုရင်လေ့ရနေရတဲ့စာလို့နော်တဲကားမိဆိုရင်ဖိတ်စာလို့အဲ့လိုမျိုးအဲ့ဒါကို email ရှင်းမဆိုအောင် email တော့ပြောပြီး mail လို့ရှင်းမဆိုပြီးတော့ပြောလို့မရအောင်နော် mail လို့ရှင်းမဆိုတဲ့ခါကအတူလေးစုတစ်ခုပဲတုံးလို့ရတယ်နော်ဒါကြောင့်မို့ဒီအောင်မှတို့ရှင်းပြထားတယ် အဝါဘက်ကလီဖဲဂရမ်မာလေးချစ်ချီဝါခွန်နုကောရောအဖေကတဲ့အခုတလုံးအိုဆာကဲဘက်ကလီနော်တေးမှာဘာကြီးပဲတောင်းနေတော့အိုဆာကဲချိုတဲ့ဟိုလေအချိုကြီးဟလာပန်တီဖြိုကြီးအိုဆာကဲမောင်နော်အရေးကြီးပဲတောင်းနေရနော်အဖေကလည်းအခုတလုံးလည်းအရေးကြီးပဲတောင်းနေပါတယ်လေဆာကဲကြီးပဲတောင်းနေခွန်နုလက်စတိုလဲနော်အိုကယာကုဆာဝါအွန်နာနိုဟီတိုဘက်ကလီဒက်စနဲ ီစာသားဆိုင်ရဲ့ OKR ကုဆတ်နော် customer တွေကလည်း on on hit to pack ကလေးမိမတွေကြီးပဲလေအဲဒီစာသားဆိုင်နဲ့လည်းဘယ်လိုပြောမလဲမိကလေးတွေတည်တက်လုပ်ပေးတာစာသားဆိုင်ပေါ့နော်နည်းနည်းဟိုပန်းအောင်လေးလို့ဘယ်လိုမှာ cafe ပုံစံလေးပဲပေါ့နော်အဲ့လိုပုံစံလေးဒါကြောင့် on on hit to pakari မိကလေးတွေကြီးပဲ now pakari ဆိုရယ် grammar now နဲ့တော့เนาะဒီအရှိကဆယ်စုပ်စခုတည်းတည်ထားမယ်เนาะ음 နောက်တော့တော့လာ adjective တော့လာ play form တော့လာ dictionary form တော့လာအဲ့ဒီဟာလေးတတိထားနိုင်နိုင်နေဝါ organic desk ကကွက်လက်ကကျမ်းမာရဲ့လားဒါဆိုတော့ဒီခန်းကြီးကအရှိမလဲပါရနော်ဟိုအနေနဲ့ emoto အမနဲ့ညမလေးဒီနှစ်ခုထဲကဘယ်ဟာဖြစ်မလဲနော် one ဆန်ဆိုရဲဟာလေးပေါ့နော်ဒါကြောင့်မို့အဖြစ်မှန်ကနံပါတ်3ပေါ့နော် one ဆန်မှာလည်းတတိထားမှာနော်အနောက်မှာ a လိုက်တာလား e လိုက်တာလား နံပါတ်1နဲ့မှာမယ်နော်ဒါကြောင့်လို့အဖြစ်မှာနံပါတ်3 on ne set ရေးမယ်ဆိုရင်တော့ ne e set ဒါပေမဲ့အသားထွက်မှာဆိုရင် ne set ပေါ့နော်ဘာလို့လဲဆိုတော့ airline နောက်မှာ air လိုက်ရဲ့အသားရှည်ဆွဲမယ်ဒါကြောင့်မလို့ပေါ့နော် on ne set တူရီကတော့ခုဆာဆိုလာကို imas အတူရီဆိုရင်ကလေးကလည်းအများကြီးဆိုလာကိုကောက်ခင်မှာလည်းဘာလုံးနေရတော့ sample stay imas ハシテイマスアソレイマスポレイマスソラウォトブဆိုတာကောက်ကင်းမှာပြန်တန်းတိဆွဲတယ်ပဲเนาะဒီဟာလေးတိုပြီးမှဆိုရယ်ပြန်တန်းတိကိုတည်ထားမယ်မြန်မာလိုဘာသာပြန်မှာဆိုရယ်ကောက်ကင်းမှာပြန်တန်းတိဆိုတာဆိုလာနီဆိုလာဒေးဆိုပြီးတော့တုံးလေးရှိဟိုမားတုံးမယ်เนาะအဓိကသူ့ရဲ့ပါတီကယ်ကဆိုလာဝိုတိုပြီးမှဆိုရယ်ပါတီကယ်လေးချွဲခြင်းနေနဲ့မှတ်ထားပြီးမယ် sample ရှိမှလည်းတူတူပဲเนาะဝိုးတော့တယ်ဒါပေမဲ့ဒီမှာကောင်းကင်မှာလမ်းလျှောက်တယ်ဆိုတာမဖြစ်နိုင်ဘူးเนาะ hashiru ဆိုရယ်ပြေးတီဆိုရယ်ဓမ္မ hashtag အဲ့ဒါလည်းမဖြစ်နိုင်ဘူး asobima ဆိုကစားတီ aso then no မဖြစ်နိုင်ဘူးဒါကြောင့်မလို့ aso then ဆိုရယ် sora the ဖြစ်မှာပေါ့เนาะ sora the ဒီမှာဆိုရယ်တိုကူပေါ့เนาะပြတ်တန်းတီဆိုရယ်ခန်းတီကိုရီးယား日本人読めない漢字ですディハティでジャパンの妙読めないまパンないで ခန်းကြီးဖြစ်ပါတယ်လေဒါကေပကာရီဒဲမိုကူရိုက်တော့တပတ်လူမျိုးကလွဲပြီးတော့မဖတ်နိုင်တဲ့ခန်းကြီးအရှိယရှီကဆိုတဲ့ grammar လဲတုံးလို့ရဒါပေမဲ့ဒီစမ်းတခုရှိမှာရှီကဆိုတဲ့ဟာဒီမပေါဘူးဒါကြောင့်မို့ဘယ်ဟာအဆင်ပြေအောင်လဲနောက်တစ်ခုအဖြစ်မှန်နံပါတ်3ဂျပန်လူမျိုးတောင်မှမဖတ်နိုင်တဲ့ခန်းကြီးဒဲမို့နီဟောဂျင်ဒဲမို့ ဒီခန်းကြီးအရန်ခက်တယ်ဗောနော်ဒါကြောင့်မလို့ဂျပန်လူမျိုးတောင်မှမဖတ်နိုင်ဘူးကဲလားဆိုအဖြေလေးကိုတော့ကြောက်အားနေဆိုရင်အမဆိုရင်ခန်းကြီးဟိုကိုယ့်ရဲ့တခြားလူအမဘယ်လိုမလဲတခြားတငယ်ချင်းအမဆိုရင်အိုနေဆန်ရင်းချင်းနဲ့ဂက်ခိနာဆိုတာကျမ်းပါတော့ thank you ဆိုတာကရာတီကိုလို့အကျော်နတ်ကီဝါကွာရီဒက်စနဲအဲ့လိုပုံစံလေးပေါ့နော်ပြီးတော့ဘျော့ကီဆိုတာကဖြားနာတယ်ပြီးတော့ဒန်ကီဆိုတာကလက်ဆက် တိုဘူဆိုတာပြန်တန်းသည်ဟာရှီလိုဆိုတာပြေးသည်အာဆိုဘူဆိုတာအာဆိုဘူဆိုတာကကစားသည်ဟိုင်းရနော်အာခေါ်တော့မဒဲမိုတဲ့ကီလိုမွန်တိုင်းကလေးတောင်မှလုံနိုင်တဲ့ပုံစံပြဿနာအိုချာဒဲမိုနိုနိုမီမာရှောအာအဒီနီယာမာဒီဒဲမိုကပါလဲဆိုတာလေဖြစ်ဖြစ်ဆိုတဲ့ပဲပေါ့နော်အာရင်းနှီးချက်ဖြစ်ဖြစ်နိုမီမာရှောတောက်ချရအောင်နော်ဒါဆိုအတိတ်ပဲနှမျိုးမှတ်ထားမယ်ပေါ့နော်ကွက်လက်တောင်မှ ကလေးတောင်မှဖတ်နိုင်လုံးနိုင်တဲ့ပုံစံပြီးတော့ကွက်လက်ဖြစ်ဖြစ်ဟိုမှာကျိုးဖြစ်ဖြစ်သွားစားကြအောင်အဲအဲ့လိုပုံစံလေးเนาะဒီမှာဆိုလက်ဖက်ဖြစ်ဖြစ်သွားကြသွားတောက်ကြအောင်အဲဒီမို့အချားဒီမို့အဲအဲ့လိုအဓိပ္ပာယ်လည်းရှိပါတယ် right ကဲနောက်တစ်ခုအော်နောက်တစ်ခုじゃ PY နောက်ဖို့မဟုတ်ပါဘူးနော်ငါအရင်ကိုတိတ်ပေးချင်တော့လို့ဖူဖူကမဲ့ထီလာရောက်နော်ယောကတာနော်အမအစ်ချင်းချင်းမပြေးပါဘူးနော်နောက်ဆိုဒီနေ့ကတော့ဗောနော်အစ်ချင်းချင်းမဒိုင်နီချူရဲ့အစ်ချင်းချင်းမပြေးပါဘူးဗောနော်နောက်ဆိုအဲဘာလို့လုံးနဲ့ဒိုင်နီချူလည်းရောက်လာပြီးပြေးကြောက်ဒီနေ့ကမှမရနိုင်နဲ့ဗောနော်ကိုအခုလေးလာတဲ့ဟာလေအကောင်လုံးတဲတဲရေတော်ဖြစ်သွားလိမ့်မယ်နော်ဘယ်လိုမလဲနှမျောစရာကြီးဗောနော်ဒိုင်အီရှူကခနေမြောင်းနေတီပြီးသွားပြီအခု diet issue လဲ diet issue လိုမျိုးပြန်ပြီးတော့စူးစမ်းပါเนาะစစပါမနော်ဒါရယွန်ရှူဆိုရယ်လေးပတ်မြောက်ပြီရှိရနော်ဒါကြောင့်မလို့အခုဒါ issue ပြီးသွားပြီအခုဒါ issue စားပြီပေါ့နော်ဒါကြောင့်မလို့အခီလာမနိုင်တဲ့ငါက limit shop ပဲနေပေါ့နော်ကြိုးစားပြီးတော့လေးလာအကျလို့ကိုကဒီနေရာမှာရမ်းလိုက်မယ်ဆိုရင်အရှိအကိုလေးလာရဟာလေးနှမျောစရာကြီးဟုတ်တယ်မလားဒါကြောင့်မလို့တနည်းကိုမိနစ်30အဲတစ်ခါတစ်ခါကမိနစ်30လောက်ပဲရှိရနော်မိနစ်30ဆိုတော့ကိုကိုကိုပြန်ပြီးတော့လေးလာတဲ့အချိန်ကမိနစ်30ဆိုတော့တနည်းကိုတနားကြီးပေါ့နော်တနားကြီးအထဲမှာကြိုးစားပြီးပါ ဟဲ့ရာနော်အဓိကပြောချင်တဲ့ဟာတော့ကိုလေးလာတဲ့ဟာဆိုရင်အစားကနေအဆုတ်ထိလုံမယ်ဆိုရက်စိတ်ကိုမွေးထားပါနော်မော်ဘနဲ့အဲ့လိုမျိုးစိတ်မဟုတ်ဘနဲ့အစားနေလောကအဆော့ဆော့တော့လောကအာအကျုံးမှတင်နေလေးလာလိုက်တယ်ပြီးအလင်းမှာရက်လိုက်တယ်ဒါအဲ့ဒါနှမျောစရာကြီးပေါ့နော်အဆော့ကနေကမလုံဆိုရင်မလုံနဲ့ပေါ့နော်မစူးစားနဲ့အခုကကိုကစူးစားစူးစားထားရဲ့ဟာမှအလင်းမှာရက်လိုက်တယ်ဆိုရင်အဲ့ဒါအချိန်လဲကုန်တယ်ပယ်လဲမပြေဘူးပေါ့နော်ဒါကြောင့်မလို့ စိတ်လေးမွေးထားပါတော့လုံတစ်ခုခုလုံးမယ်ဆိုရင်အစာအနေအစုတ်ထိလုံတတ်တဲ့အချက်လေးပေါ့နော်အဲ့လိုမျိုးစိတ်မွေးထားပါဟဲ့ကြာမနာဆန်ဩစကားလေးဆမ်းမလေးစတာနော်နော်ဒီနေ့နဲ့နဲ့အချက်ရလို့လေပေါ်လိုက်တာလေပေါ်တာမဟုတ်ပါဘူးနော်နည်းနည်းအစားအနေအစုတ်ထိလို့တဲ့အချက်လေးပေါ့နော်ဒါကောင်းတဲ့အချက်ပေါ့နော်ဒီဟာလေးကိုအကောင့်ထဲပုံပေါ့နော်လုပ်ကြည့်ကြာတော့ဆိုရင်နောက်ဗီဒီယိုမှာတွေ့ပါမယ်ဟိုက်ဘိုင်ဘိုင်